ဒီကဘာမြေကြီးဟာဖယားငါစုပွင့်ပြီးမှပျောက်ွယ်မှဖြစ်တယ်။အခုဖယားလေးစုပွင့်ပြီးသွားပြီ။တစုပွင့်ပြီးတိုင်းမြေသားဟာတယူဇနာလောက်မြင့်တက်လာတာဖြစ်တယ်။ဒါကြောင့်မို့ရှေးအောင်ပစ္စည်းတွေပြန်တူးဖော်ရတယ်။ဘုရားဆုံးပွင့်တော်မူတဲ့မြတ်စွာဘုရားကကကုတန္တမြတ်စွာဘုရား။အဲ့ဒီကကုတန္တမြတ်စွာဘုရားတက်တော်၄000တန်းလူသားတွေရဲ့၄000 သူအသက်၄000တန်းရှိတဲ့ကာလမှာပြွင့်တော်မူခဲ့တာဖြစ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားလည်းပဲတက်တော်၄000ထီအောင်ကြာရှိစွာလူ့ဘဝမှာလောကသားတို့အတွက်ကြိုးစားဆောင်ရွက်ခဲ့နိုင်တာဖြစ်တယ်ပေါ့။ထိုကကုသနာမြတ်စွာဘုရားရဲ့အသိဉာဏ်ပွင့်လင်းရာသဗ္ဗယုတဉာဏ်တော်ကြီးပွင့်လင်းရာပေါ်ရိပင်ကတော့ကိုယ်ကိုယ်ပင်ပဲဖြစ်တယ် ကိုကိုဘောဓိမှာဘုရားဖြစ်သူရောက်သွားတယ်။သို့တော်ဒီနေ့ခေကိုကိုပင်ကိုဗဒကဘာကြီးမကွဲခင် တောင်မှပဲမြေပြင်ပေါ်မှာပေါက်နေတဲ့ဘောဓိကိုကိုပင်တွေကိုဘောဓိပင်တို့လူတွေကအတိမမပြူကြတော့ဘူး။လမ်းဘေးမှာအရေးရသစ်ပင်ဖြစ်လမ်းဘေးမှာအရေးရသစ်ပင်ဖြစ်စိုက်ပြီးတော့ထင်းခုတ်ပြီးတော့စိုက်တယ်ကြ။ ဗောရိဝေဖြစ်ကရွှေလျောသွားတယ်လို့ဆိုမှာဖြစ်တယ်။ဒီကဘာမြေကြီးပေါ်မှာပွင့်ပေါ်ခဲ့တဲ့ညဆော်ဖရာပဲ။ဘဒ္ဒကဘာဆိုတာဒီကဘာမြေကြီးပေါ်မှာပွင့်သွားတယ်ညဆော်ဖရာရဲ့ကိုကိုဗောရိ။အင်းဒုတတန်းဟာတက်လိုက်ကြလိုက်ဒီတော့နာငါးနေစနစ်တန်းထီအောင်ရောကြသွားပြီတဲ့ခါတခါလူသက်တန်းနေပြန်တက်လာတယ် ပြန်တက်လာပြီးအသင်ခြေထီအောင်လူတွေဟာပြင်းကြီးပွဲကောင်းလောင်းအောင်သက်ရှိပြီးသက်တွေပြန်တိုးကြပြန်တယ်သက်တိုးတာဟာဒုစရိုက်တွေကြောင့်တိုးတာပဲဖြစ်တယ်ဒုစရိုက်ကြောင့်ဘာကြောင့်တိုးသလဲလို့ဆိုရင်လူတွေရဲ့ရှင်နေနှလုံးထဲမှာဖြစ်ပွားတဲ့အကုသိုလ်တရားထွေရင်ထဲကဖြစ်တဲ့အကုသိုလ်တရားကြောင့်ထပ်ပေါ်လာတဲ့စကားသံပြုလုပ်တဲ့အမှုကိစ္စတွေဟာ လူလောကလူရဲ့ခုံသိခါတွေကိုကြာဆင်းစေပြီးတတန်းကိုတူသွားစေတယ်။ဘလို့ဆက်ဆက်ထားတော့လို့ဆိုတော့လူတွေရဲ့ရင်ထဲမှာအကုသိုလ်တွေဖြစ်ပွားလာပြီဆိုလို့ရှိရင်ရင်ထဲကဖြစ်ပွားတဲ့အကုသိုလ်ရဲ့အရှိန်အဝါတွေကြောင့်ကဘာမြေကြီးပေါ်မှာပေါက်နေတဲ့တစ်ပင်တွေရှားသူဥရုတွေပြောင်းလဲသွားတယ်။ပြောင်းလဲသွားတော့ ထိုရာသီဥရုပေါ်မှာ အမိပြုနေရတဲ့လူသားတွေထိုရာသီထိုမြေပေါ်မှာစိုက်ပျိုးပြီးတော့ဖြစ်ပေါ်လာတဲ့သီးနှံတွေကိုစားပြီးအသက်ရှင်ရတဲ့လူသားတွေဟာရုပ်လျော့လာတယ်တဖြည်းဖြည်းသက်ဟာရုပ်လျော့သွားဥတုနဲ့အာဟာရကြောင့်လူတွေရဲ့တတန်းဟာရုပ်လျော့တယ်လို့သူဆိုတယ်ကံကအဆုံးဖြတ်မဟုတ်ဘူးဒီနေရာမှာကံဘလောက်ပဲကြည်ကြည်ကံဘလောက်ပဲကောင်းကောင်း ဥဒုနဲ့အာဟာရမကောင်းဘူးဆိုရင်သူ့ဘဝမှာသက်ရှိဖို့မဖြစ်နိုင်ဘူး။ဒါကြောင့်မို့ဖရာတွေဟာကံအပြည့်ကြည့်မယ်ဆိုရင်လေးသိဉ္ဇဉ်နဲ့ကဘာတသိမ်းပါရမီဖြစ်ရတာဖြစ်သောကြောင့်ကုသကံအပြည့်နဲ့တူတယ်လို့ပြောရမှာပဲ။တမန်ကုသနဲ့ဖရာမဖြစ်ဘူး။သို့သောတက်တန်းကြတော့တူကြသလားဆိုမတူ။ကကုသနာမြတ်စွာဘုရားက၄တောင် ကောဏကမဏမြတ်စွာဘုရားကျတော့3000ပဲကသဝမြတ်စွာဘုရားကျတော့2000ပဲကောရမမြတ်စွာဘုရားကျတော့တရားရမ်းမှု80ပဲနေရတယ်ဟောတက်တန်းနေရဒီလိုကွာအဲ့တက်တန်းနေရကန္တုရတန်းနဲ့ဘာကြောင့်ကွာရတော့ဆိုဥတုနာဘောစနေနာအာယုဟာယတိပိဝိတတိပိအဖြေကအဲ့ဒါလူရည်ရဲ့ကျင်ထဲမှာဖြစ်ပွားလာတဲ့အကုသိုလ်တရားတွေရဲ့အရှိန်အဝါကြောင့် ရှာသီဥရုတွေညံ့လာတယ်အာဟာရတွေညံ့လာတယ်သူရဲ့အသက်ဟာဥဒုအာဟာရပေါ်မှာမှီပြီးတော့သက်ရှင်ရတာဖြစ်တယ်ဒါကြောင့်မို့ဒီဥဒုနဲ့အာဟာရဟာအနှစ်4000ထိအောင်မထိန်နိုင်ဘူးအနည်းနဲ့3000တိအောင်မထိနိုင်ဘူးကောရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါ2000ပြည့်အောင်1000ပြည့်အောင်မထိနိုင်တော့ဘူးအသက်120 160ဆိုအလုံးစုံအဲ့ဒီခေတ်က လူတွေကတတန်းတို့သွားကြဖရာချင်းတူရဲ့တန်းနဲ့တတန်းခုလို့ကွဲပြားသွားတာဟာဥဒုနဲ့အာဟာရပဲလို့သူဆိုတယ်ဒါရင်ယုတ်လျော့သလားဆို တခြားတွေလည်းယုတ်လျော့မှုတွေရှိတယ်ပေါ့အဲ့တော့ကံကိုယူမယ်ဆိုလို့မရဘူးကံကိုကံနဲ့အရေးကြီးတာ လူတွေရဲ့စိတ်တွေသဘောထားပိုအရေးကြီးတယ်လူတွေရဲ့စိတ်ဓာတ်တွေဟာ အောက်တန်းကျလာပြီ ပြင်းမကင်းတဲ့စိတ်ဓာတ်တွေဒီကနေ့ခေတ်ပဲကြည့်လူရဲ့စိတ်ဓာတ်ဟာသိုးသွမ်းတောင်းကျမ်းလာတဲ့အနေအထားမျိုးရှိတာเนาะထိကနေရှင်ရိုက်ကြမယ်နှက်ကြမယ်တတ်ကြမယ်ဖြတ်ကြမယ်လူရဲ့စိတ်ဓာတ်တွေပို့ပြီးတော့ရိုင်းပြလာအဲ့လိုရိုင်းပြလာတဲ့စိတ်ဓာတ်တွေကြောင့်တဏှာကတိုးတဲ့တိုးလာမှာဒါသဘာဝပဲเนาะယာတိဝုဒ္ဓတွေကသိုးတဲ့သိုးလာ ဟိုဤလိုငငယ်တော့တလောက်ပူတယ်မကြုံဘူးအခုတခါပူလာပြီဒါရာသီဥတုပြက်ပြားဒီရာသီဥတုကဘာကြောင့်ပြက်တာလို့ဆိုရင် လူတွေရဲ့လောရက်တွေကြောင့်ပဲပြက်တာပဲကဘာမြေပြင်ပေါ်မှာနေတဲ့လူတွေဟာအချစ်ပြက်လာပြီဆိုရင်ရေမြေတွေဟာလည်းပဲဖောက်ပြန်ပျက်စီးကုန်ဖောက်ပြန်ပျက်စီးတဲ့ရေမြေတွေကိုအမိပြုတ်ပြီး အသက်ရှင်တန်ရတဲ့လူတွေရဲ့အသက်တွေလည်းထိခိုက်လာတယ်ဒီလိုဆက်ဆက်ပြီးတော့နေတယ်ပေါ့နော် ဆက်ဆက်ပြီးတော့နေတယ်ကိုလုထာကိုရပြီးတော့ကိုလုထာကိုခံရတဲ့သဘောပဲအလုံးဟာကိုမလုတဲ့လူတွေရှိတော့လဲလုတဲ့လူတွေများလာတဲ့အခါကောင်းတဲ့လူတွေရှိတော့လဲမကောင်းတဲ့လူတွေကများလာလို့ရှင်ဒီမိုကရေစီမှာမကောင်းတဲ့လူတွေများရင်မကောင်းတာကပိုဖြစ်လာမှာပဲဒါထင်ရှားတယ်ဘယ်ခေပဲပြည့်ပြည့်နော်လူများရာကနေပြီးတော့အလုံးဟာ ခံကြရတာဖြစ်တယ်ပေါ့အေးလောဘတွေကြီးလာတယ်ဒေါသတွေကြီးလာတယ်အမှန်မသိတဲ့မောဟတွေလှုပ်တင်တာနဲ့မလှုပ်တင်တာမလှုပ်တင်မလှုပ်တင်တာကိုလှုပ်လှုပ်တင်နေထင်နေလှုပ်တင်တာကြတော့မလှုပ်တင်မှုထင်ပြီးတော့မှားရင်ချွတ်ချော်မှုတွေများလာတဲ့ခဏခေတ်ကာလကြီးဟာဆုတ်ခေတ်လို့ပြောရတဲ့အခါမျိုးပဲဖြစ်တယ်ပေါ့ဩရဝမြတ်စွာဘုရားပြွင့်တဲ့အခါမှာဥပမာမဲ့ ကလိယုဂလို့ခေါ်တယ်တကယ်ကိုဆုပ်ယုပ်နေတဲ့ခေတ်ကြီးထဲမှာကောရမဖရာပွင့်လာပြပြားနေတဲ့ခေတ်ဆိုတာဘာပြောတာတော့ဆိုလို့ရှိရင်လေးချောင်းတော့စပွဲကြီးမှာခြေတော့၃ချောင်းကျူးနေပြီတစ်ချောင်းနဲ့နဲ့ထောက်ထားတဲ့စပွဲစဉ်းစားကြည့်ပေါ့စပွဲပေါ်တင်တာတွေအကုန်လုံးလိမ့်ကြမှာပဲခြေတော့တစ်ချောင်းနဲ့နဲ့စပွဲဟာဘယ်တော့မှမငြိမ်ဘူးပေါ့နော်မငြိမ်နိုင်ဘူး လေးချောင်းတဲ့ဇပွဲမှာ6တော့3ချောင်းကျိုးနေတာခကြီးရလည်းပဲထုတ်တူပဲဆိုလိုတဲ့အတိတ်ပဲကဘာလို့လူတွေ၄ပုံပုံ၃ပုံကတရားပြက်တပုံနဲ့ပဲအကောင်းကျန်တယ်လို့ဆိုလိုတယ်အဲ့ဒီအချိန်မှာကောရမမြတ်စွာဘုရားပြောတာဒါကလိယုတ်သုတ်ကကလာလို့ခေါ်တယ်အဲ့ဒါလို့ခင်မှာဒီဘာရကဘာကြီးဟာတည်တတ်နေဥမ္မာပဲဖြစ်တယ်နောင် တခိရိပိတ္တယမြတ်စွာဘုရားပွင့်ပြီးတဲ့အခါကျတော့ဒီကဘာကြီးဟာမိလောင်လို့ရင်လည်းပျက်စီးမယ်ရေရေမြုပ်လို့ရင်လည်းရေမျောလို့ရင်လည်းပျက်စီးမယ်လေတိုက်လို့ရင်လည်းပျက်စီးမယ်ရေမိရေလေဆိုတဲ့အဖြတ်သုံးမျိုးနဲ့တမျိုးမျိုးနဲ့ပျက်စီးတာဖြစ်တယ်ကဘာကြီးပျက်စီးတယ်ဆိုတာအဲ့ဒါလို့ လူတွေသာထိခိုက်ပြီးတော့ကဘာကြီးကတော့မပျက်စီးသေးဘူးဒီအရိမတေရမြတ်စွာဘုရားပွင့်ပြီးမှကဘာကြီးကဆုံးယုတ်ပြီးပျက်စီးမှဖြစ်တယ်ယာတိဝုရုတွေအခုဆုံးနေပြီမဲ့တဖြည်းဖြည်းလူတွေရဲ့တက်တန်းတွေဆုတ်သွားပြီးယာတိဝုရုတွေပြန်ကောင်းလာတဲ့ရွှေခေတ်ကိုတော့ရောက်အောင်မှာပဲဒီမြေကြီးပေါ်မှာပဲပြန်ရောက်အောင်ဖို့ရှိတယ်ပေါ့နော်ပြန်ရောက်လာအောင် ခုချိန်မှာတော့တပင်းတွေကလည်းခုတ်လိုက်တာပြောင်းသွားပြီတောင်းနေမှန်သမျှကတုံးတောင်းကတုံးအဲ့တော့မြေပြင်ပေါ်မှာအပူတွေလွှမ်းခြုံပြီးတော့ရေရှားမိုးရှားအလုံးရှားတဲ့ခကြီးတဲ့ကို ရောက်ရှိလာသို့သောတနေ့ကျတော့ပြန်လှည့်ပြီးတော့စိမ့်လန်းစုပြေးလာဦးမှာအဲ့ဒီစိမ့်လန်းစုပြေးလို့လူကောင်းသူကောင်းတွေတိကဝမြေကြီးပေါ်ရောက်လာတဲ့အခါမှာအရိမတရားဖျားပွင့်ဦးမှာပဲ အဲ့ဒီပွင့်ပြီးတဲ့နောက်မှာအခုလိုခင်မျိုးပြန်ရောက်လာအောင်ပါပဲ